မင်္ဂလာပါကချင်ဝေ့ဖ်တရင်ဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပြီးတော့မယ့်တရင်အစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါရှင်။ အချင်းပြင်းနဲ့ဖကန့်အသက်လမ်းကြောပေါ်ကလဝါကြီးရွာမှာမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒီကနေ့မနက်မှလည်းတိုက်ပွဲထပ်မံဖြစ်ပွားခဲ့သေးတယ်လို့သိရှိရပါတယ်။တကြံအကြနေဖြစ်တဲ့မနေ့ကလည်းစစ်ကောင်စီကကချင်ပြည်နယ်ကဗမော်မြို့နဲ့ဖကန့်မြို့နယ်ကလဝါကြီးရွာနေရာနဲ့နေရာကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ပမော်မြို့မှာမနေ့ကမနက်အစောပိုင်းနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်မနက်9နာရီမှာစစ်ကောင်စီကတိုက်လေရင်နဲ့စီးနဲ့လာရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲမနေ့ကညနေ6နာရီဝန်းကျင်ကဖကန်အတက်လန်းကျောပေါ်ကလဝါကြီးရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရှိရပါဗျ။ မက်လာနောက်ပိုင်းကစပြီးတိုက်ပွဲတွေ မကြာခဏဖြစ်ပေါ်နေတဲ့မိုးကောင်းဖကန့်အသက်လမ်းကြောင်းပေါ်မှာဝါရာစုပြည်သူစစ်တပ်ဖွဲ့တွေစီရေလှှရှားနေတဲ့အတွက်တိုက်ပွဲတွေမကြာခဏဖြစ်ပေါ်နေလို့လဝါကြီးရွာဒေသခံတွေလည်းဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကဘုံကြီးကျောင်းတချို့မှာ ဥပဒေမဲ့လောင်းကစားဝိုင်းတွေကိုဖွင့်လျက်ထားတဲ့အတွက်မြို့နေပြည်တွေစိတ်အနှောင့်အယှက်ဖြစ်နေရတယ်လို့ဆိုပါရယ်။တက်ဆိုင်ရာအာဏာပိုင်တွေကပိတ်ပင်ခြင်းမရှိတဲ့အပြင်လောင်းကစားဝိုင်းပွဲစီစဉ်သူတွေဟာဘုံကြီးကျောင်းတွေမှာပွဲမိန်တောင်းပြီးလောင်းကစားဝိုင်းဖွင့်လျက်နေကြတယ်လို့ဒေသခံတအူကဆိုပါရယ်။မြစ်ကြီးနားရွှေဆက်ရက်ွက်ဘုံကြီးကျောင်းမှာဆိုရင်ဖျားပွဲမကြာခဏပြုလုပ်လေးရှိပြီးဖျားပွဲနဲ့အတူလောင်းကစားဝိုင်းတွေကိုထည့်သွင်းထားတဲ့အတွက်ဘုံကြီးကျောင်းပတ်ဝန်းကျင်နေပြည်သူတွေဟာ လောင်းကစားဝိုင်းကထွက်ပေါ်လာတဲ့ဆူညံတံတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင်ဆိုင်ကယ်ပျောက်တဲ့ဖြစ်စဉ်တွေလည်းပုံမှုအဖြစ်များလာတယ်လို့ဆိုကြပါဗျ။စစ်ကောင်စီအာဏာသိမ်းပြီးနောက်မြကြီးနားမြို့ပေါ်မှာဘာကလပ်တင်တဲ့အပြိုင်ဆိုင်လောင်းကစားယုံတွေလည်းပေါ်များလာပြီးလေးကောင်ချင်းဖဲငမန်းကိန်းစားတဲ့လောင်းကစားအမျိုးအစားတွေပါဝင်တယ်လို့သိရှိရပါဗျ။ ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။